UEFA Conference League Copenhagen နဲ့ Chelsea မင်္ဂလာပါကိုကိန်းသက်ဖုတ်ဘောရှုနဲ့ Chelsea TV ကနေအပြောင်းအကျဉ်တော်များအားလုံးကိုကြိုဆိုပါရစေ Conference League 16သင်းအဆင့်ပထမအကြော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Copenhagen နဲ့ Chelsea တို့ရဲ့ပွဲချိုသုံးသပ်ချက်ကိုကျွန်တော်တို့အတူတူလောက်လိုက်အောင်ခင်ဗျာဒီပွဲစဉ်ကတော့ကြာတာပရိညာ12:55မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ပထမဆုံးဒီဘက်ဘက်မှာမြင်မိတဲ့ ရှူဒေါင်းလေးတွေကိုကျွန်တော်စပြီးတော့ဆွေးနွေးခြင်းပါတယ်။ကိုပန်ဟေဂင်ကဒမ်မတ်ရဲ့အကောင်းဆုံးအသင်းလက်ရှိဒမ်မတ်လိမှာလည်းအမဘေးကျားရဲ့ထိတ်ဆုံးမှာရက်တည်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒမ်မတ်မှာကောင်းတဲ့အသင်းပြပါဆိုရင်မစ်ဂျဲလန်တို့ကိုပန်ဟေဂင်တို့လောက်ပဲရှိတယ်။လက်ချွေလို့ရတယ်ဗျာ။ Now ကိုပန်ဟေဂင်ဘလို့ဗျူအာပိုင်းနဲ့ကစားလဲ။ပွဲတွဲပေါ်မှာဘလို့ချင်းကပ်လဲဆိုတာကျွန်တော်ပွင့်လင်းပြောရင်မသိပါဘူး။ဘာကြောင့်လဲကိုပင်ဟေဂင်ပွဲတွေကျွန်တော်လိုက်ကြည့်ထားတာမဟုတ်တဲ့အတွက်ကြောင့်ပါ။ဆိုတော့ ကိုပိုင်ခင်ရဲ့လူစည်းစုဖွဲ့မှုကဘလောက်ထိတောင့်တင်းတယ်ချယ်ဆီကိုဘယ်လိုမျိုးရှင်းနိုင်လဲအဲ့ဒီကစားသမားတွေရဲ့ profile ကိုပဲကျွန်တော်တို့လေ့လာဆန်းစစ်လို့ရတယ်ဒီနေရာမှာကစားသမားကောင်းတချို့တော့ရှိပါတယ်ဥပမာပြောရင်တော့ brusher.man မှာစွဆောင်ရင်အမြင့်နဲ့ကစားသွားခဲ့တဲ့ဒမ်မတ်ကွင်းလေကစားသမားဒလားနေပေါ့တခြားသောဒမ်မတ်ထုတ်ကုန်တွေလည်းရှိနေပါတယ်တိုးတော်လဲချယ်ဆီကိုလုံးဝဖိအားပေးပြီးအตาကြီးယူကစားလောက်တဲ့အထိအခြေအနေမျိုး ရှိမနေပါဘူး ဆိုတော့ကျွန်တော်ဒမက်ရဲ့အတင်းကောင်းတစ်သိန်းကိုကစားရမယ်နော်ဒမက်ရဲ့မြို့တော်ဖြစ်တဲ့ကိုပင်ဟေဂင်ရဲ့မြို့အခြေဆိုင်အတင်းတစ်သိန်းကိုကစားရမယ်အဲ့လောက်ပါပဲ now ချက်စီရဲ့အဆင့်တန်းပေါ့နော်ဒီအာဒီမှာပြိသက်သဘောမချမှုတွေရှိတယ်ဆိုတော့ညာလဲချက်စီလူစင်းစုဖွဲ့မှုကတော့ကြောက်စရာကြီးပါအခုကိုပါမားကိုလည်းကျွန်တော် register သွင်းထားတဲ့အတွက်ကြောင့်ပါမားပြန်လည်ပါဝင်လာနိုင်တယ်ချက်စီကခေါင်းတစ်လုံးမကောက်နှလုံးလောက်ပူတာနေပါတယ်ဆိုတော့ ီတော်နမန့်မှာရှင်ပြိုင်ကစားနေတဲ့အသင်းတွေကချယ်ဆီနဲ့မလိုက်ဖက်လာတဲ့အသင်းတွေဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဘာရီဇင်မှပေးပိုင်ခွင့်မရှိဘူးချယ်ဆီကိုရမောင်တန်းနိုင်တဲ့အသင်းရှိနိုင်တယ်ဆိုတော့အမြင်မျိုးကျွန်တော်အောက်စုပွဲတွေမှာတော့မြင်ခဲ့ဘူးတယ်ဥမာပြောရင်တော့ပနတီနိုင်ကော့စ်ပေါ့ချန်ပီယံလိမှာလည်းအမြဲတမ်းလို့လို့မြင်ခဲ့ရတဲ့အသင်း Greece ရဲ့ကစားသမားကောင်းတချို့လည်းရှိနေတယ်အင်ကွင်းမှာကတော့ချယ်ဆီကိုတီးပြီပေါ့လေတိုးတော့ချယ်ဆီကကိုးပြတ်နိုင်သွားတာပဲနောက်တစ်ပိုင်းက မနေ့ကကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်တွေမှာမထင်ထားဘဲနဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေကတောက်လျှောက်ဖြုတ်တာအဲ့ပွဲတွေကျွန်တော်တောက်လျှောက်မှားတယ် PSV ကိုရွေးပေးတယ် Club Brugge ကိုရွေးပေးတယ်ဒါမဲ့ရွှေဘားရွှေဘားပဲအင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေရဲ့အရေးသွေးပိုင်းနဲ့အရေးကြီးပိုင်းကမေးခွန်းသွားထုတ်လို့မရအောင်နော် အင်္ဂလန်ပြည်တွင်းမှာသာတိုင်ပန့်ပန့်နေမယ်အခုဥရောပပြိုင်ပွဲတွေမှာခြေစွာနေတာအင်္ဂလန်ကလပ်တွေဖြစ်နေတယ်ယူရိုပါလိမှာ United တည်င်းချန်တယ်ချန်ပီယံလိမှာဆိုရင် 3သင်းကျန်နဲ့ကျွန်တော် conference league မှာ chelsea တစ်သင်းကျတော့ England club တွေနဲ့ပတ်သက်ရင်ကျွန်တော်အောက်သင်းတွေသွားအားပေးလို့မရဘူး။နောက်ဒီပလာက Chelsea အတွက်တခုတည်းသောမျှော်လင့်ခြင်းစရာဖလား။ဒီပလာရရင်ကျွန်တော်ကြွယ်လို့ရတယ်ဗျာ။ငါတို့ကဥရောပမှာမရဘူးတဲ့ဖလားမရှိတော့ဘူး။ဘာညာပေါ့။တိုးတော်လဲဖီအားကြီးရှိလားဆိုတော့မရှိဘူး။ဒီပလာရတော့ဘာဖြစ်လဲ။ဘာမှမဖြစ်ဘူးလေ။စုချင်းငွေရလဲမမောစရာအလောက်မရှိဘူး။နောက်နေ့ Europa League ပဲဝင်ခွင့်ရမှာဝင်တာဖြစ်သွားရင်။အဲ့တော့ဖီအားကင်းကင်းနဲ့ကန်လို့ရတဲ့ဖလားတလုံးဖြစ်နေတယ်။ ဒါကျွန်တော်ဒီပွဲပေါ်မှာမြင်မိတဲ့ရှူတောင်လေးတွေ keyboard လေးတွေကိုဆွေးနေတာပါနောက်ထပ်တစ်ပိုင်းအာရှရဲ့အကျိုးပေးမှုတွေဘယ်လိုရှိသလဲအစောပိုင်းအကျိုးပေးမှုမှာ Chelsea ကတလုံးသွင်းတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်ဒီကျိုးပေးမှုသည် အရန်ကြီးတော့မပြင်းထန်ဘူးဒါပေမဲ့ပေးလို့တော့ရတယ် Chelsea အခုနောက်ပိုင်းစွမ်းဆောင်ပိုင်းကျလာတဲ့အခြေအနေမျိုးရဒီလောက်ပဲပေးမှာပဲတော်တယ်ခုနဲ့တစ်ချက်ပြန်ချိန်ကြည့်မယ် 3D 3D ကတော့ 3D တိုင်းပြီးသွားဖို့များတယ်ဒါမှမဟုတ်လေ go under ဖို့များတယ်2-1လို့ reset မျိုးဒါမှမဟုတ်လေ1-1လို့ CC လို့စတဲ့ပုံစံမျိုးလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ handicap ပြကျွန်တော်ပွင့်လင်းပြောတာ Copenhagen ကိုမယွေရဲဘူး Chelsea ပဲကျွန်တော်ယွေရမှာပဲဒါပုံကိုယ်ဆိုကင်းနေတယ်နော်ဟိုကျွန်တော် Chelsea fan ဖြစ်လို့ Chelsea ပဲယွေတာတော့မဟုတ်ဘူးကျွန်တော်ရ PSV တို့เนาะ Club Brugge တို့လို့အထာမျိုးကြီးအောက်သင်းกว่าဆိုပြီးလက်သီးလက်မောင်းတန်းလို့မရတော့ဘူးဗျာ အဲ့အတွက်ကြောင့်တူတယ်ကို skip ချင်ပါတယ် handicap ပြ chelsea ပြိသက်လောက်ချင်ပါတယ်ကဲကျွန်တော်နောက်တစ်ပိုင်းဒီနှစ်သင်းကြားရဲ့ကင်ကနန်အချက်လက်တွေကိုအနည်းငယ်ဆွေးနွေးကြည့်အောင်ဟတူကထိတ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်တော့2000နှစ်တုန်းကတွေ့ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အရန်တော့ကြာသွားခဲ့ပြီပေါ့နော်ဖယ်လိုက်ရအောင်ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းကြည့်လိုက်အောင်ကိုပေဟီဂင်အသင်းရဲ့နောက်ဆုံးကစားရတဲ့6ပွဲရလက်3ပွဲနိုင်2ပွဲသေး2ပွဲရှုံးထားပါတယ်နောက်ဆုံး4ပွဲဆက်ကိုပေဟီဂင်သည်ရှုံးပွဲမကြုံတွေ့ထားပါဘူးချယ်ဆီရဲ့နောက်ဆုံး6ပွဲသေးရလက်ကတော့အခြေအနေတော်တော်ဆိုးပါတယ် နှစ်ပွဲနိုင်ပြီးလေးပွဲရှုံးထားပါတယ်လုံးဝမဖြစ်သင့်တဲ့ current form မှာအဲ့တော့ current form ချင်းရှင်းမယ်ဆိုရင်တော့ကိုပေဂင်ကကျွန်တော်တက်ပို့ပြီးတော့ကောင်းနေပါတယ်နောက်ကိုပေဂင်ရဲ့အိမ်ကွင်း reset တွေကျွန်တော်ပြောမယ်ဆိုရင်နောက်ဆုံး6ပွဲမှာ9ပွဲနိုင်ပြီးတော့တပွဲရှုံးထားပါတယ်ရှုံးတဲ့ပွဲစဉ်ကတော့ Heidenheim အသင်းကို conference league မှာ2-1နဲ့ရှုံးခဲ့တာပါကျွန်တော် Chelsea ရဲ့အဝေးကွင်း6ပွဲစရာလက်ကိုပြောမယ်ဆိုရင်စိတ်ပြက်စရာကြီးပေါ့နော် ကိုပေးခင်တော့ပြန်ပြီးအားပေးခြင်းတလို့ဖြစ်သွားတဲ့ reset မျိုးပါတပွဲမှမနိုင်ဘူးငါးပွဲရှုံးပြီးတော့တပွဲတည်ကြတာပါတယ်အဲ့လောက်ထိကိုချေစီကအခုနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း6ပွဲအခြေအနေစိုးထားတာပါဒါမဲ့လည်းဆော့တတနဲ့ပွဲစဉ်ကတော့ဖိဖိစီးနဲ့ကစားပြီးပြန်လဲရုံးထနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကင်းကနန်းချက်လက်ရပြန်ပြီးတော့ရှင်ကြည့်မယ်ဆိုရင် ကိုပဲဟီဂင်ကချယ်ဆီကိုအဖက်ဖက်အသာစီးရနေတယ်လို့ပြောနိုင်ပါတယ်အဲ့တော့ကိန်းကနဲအချက်လက်ကိုကြည့်ပြီးရွေးချယ်ခြင်းနဲ့ညီကိုတွေကတော့ကိုပဲဟီဂင်ကိုရွေးလို့ရပါတယ်တကယ်တမ်းလဲကိန်းကနဲအချက်လက်မှာချယ်ဆီဒီကိုပဲဟီဂင်ကိုလုံးဝရှင်လို့မရပါဘူးအခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေအဝေးကွင်းစွမ်းဆောင်ရည်တွေကညံဖြင်းနှုံချလွန်းလာပါတယ်ဒါကျွန်တော်ပုံဝင်လေးပြောတာပါအဲ့တော့နောက်ဆုံးပိုင်းပြော်ပိုင်းချင်းကတ်မှုလေးအနေငယ်လို့ရအောင်ချယ်ဆီကပွင့်လင်းပြောရင်လေအဲ့လိုပိုတက်ရှင်ကိုစီးနေအောင်အသာစီးပြီးကစားနိုင်တဲ့အခြေချင်းမျိုးရှိတယ်နော် အန်ဒူမော်ရစ်ကအနေနဲ့ချဲစီနဲ့ဘလို့လိုက်ဖက်လဲဆိုတော့ဖြူအပိုင်းကိုစဉ်းစားနေတာနဲ့နည်းနည်းအချင်းကုံသွားတဲ့ပုံစံမျိုးဒီယာဒီကတော့ဖြစ်သွားတယ်။ယာဒီအစမှာပိုဒရှင်ချဲစီနည်းနည်းရှူတယ်။ယာဒီအလေလောက်ရောက်တဲ့အခါကျတော့ efficient ဖြစ်တဲ့ hand တွေကိုဦးစားပေးလာတယ်။ဆိုလိုချင်တဲ့သဘော drive pass တွေနဲ့ကစားတဲ့ပုံစံမျိုးတွေရှိတယ်။ counter press တွေပေးပြီး goal ချက်ချင်းရဖို့အတွက်ကြိုးစားအားထုတ်တဲ့ပုံစံမျိုးတွေ overload လုပ်တဲ့ပုံစံမျိုးတွေပေါ့နော်။အဲ့တော့အခုအချိန်မှာကျွန်တော် subtitle နဲ့ပွဲစဉ်က ခြေသွမ်းပိုင်းကိုစက်စစ်ကြည့်ပုံရတော့အဆင်တော်တော်လေးပြေတယ်ဗျကစားသမားကြီးဒီ hybrid အကောင်းဆုံးပေးနိုင်တယ်တောင်းတစ်ယောက်ကြားရဲက relationism ပိုင်းအနေငယ်လူအပ်ချက်ရှိတယ်ဆိုပေမဲ့လည်းကစားပုံစီးစီးပိုင်ပိုင်နဲ့ကစားနိုင်တယ်ဒီလိုပုံစံမျိုးကိုပေကင်နဲ့ပွဲမှာ Chelsea ကစားဖို့တော့လိုတယ်တခုပြဿနာရှိတာ Chelsea ရဲ့တိုက်စစ်ပိုင်းမှာဂိုးသွင်းမဲ့ကစားသမားမရှိတာဗျ Nicholas Jackson ပြန်ပြီးမကစားနိုင်သေးတဲ့အခြေအနေမှာ ပထရိုနက်တူကတော့နံပါတ်9နေရာမှာကစားပေးနေရတယ်ပေါ့အဲ့တော့ပွဲစဉ်တိုင်းပထရိုနက်တူရုံးပေးနိုင်ပါမလားဆိုတဲ့အပိုင်းရှိတယ်နက်တူကတော့ကွင်းထဲချပေးလိုက်ပြီဆိုတော့နေစွတ်ပြေးတဲ့ကစားသမားတကယ်လည်းကောင်းပါတယ်အဲ့တော့ကြောင့်ချယ်ဆီရဲ့ရှေ့ကအတကင် overload လုပ်ထားတဲ့ပုံစံမျိုးတွေမှာတစ်ဖက်အသင်းက physical ကိုအားပြုပြီးပြင်းပြင်းထန်ထန်ကစားမယ်ဆိုရင်ဒဏ်ရာပြဿနာရရှိမှုတွေအနေငယ်ကြုံတွေ့ရနိုင်တယ်ဒါတော့တစ်ချက်သတိပြုရပါမယ်ဆိုတော့ conclusion ဆွဲရမယ်ဆိုရင် ီဘက်ဒီမှာကင်းကနန်းချက်လိုက်ရခြေသီးကအတော်လေးစိတ်ပြတ်ဖို့ကောင်းတယ်လက်ရှိနောက်ဆုံးခြေစမ်းပိုင်းအရာတော့ခြေသီးကမဆိုးလို့ပြောနိုင်တယ်အဲ့တော့ကြောင့်ခြေသီးလိုအပ်တဲ့သွင်းကိုပမာဏရပြီးနိုင်သွားဖို့90ခန်းတော့ပေးခြင်းနဲ့ကျန်တဲ့90ခန်းတော့ကိုတည်ပွဲတစ်ပွဲဖြစ်သွားမယ်လို့ထင်ပါတယ်ဒီတော့ကြောင့်ဒီဘက်ဒီနဲ့ပတ်သက်ပြီးကျွန်တော်ညီကိုတွေကိုစိတ်ကြိုက်အသင်းကိုရွေးချယ်လို့ရပါတယ်ကျွန်တော်ရဲ့ recommend ကတော့ခြေသီးပဲဖြစ်ပါတယ်ခင်ဗျာ